လလင်တန်းကြောင့်ပေါ်လာတယ်ပေါ်ရှိလာတဲ့ရတနာရေနန်းတော်ဆိုတာဒီမှာပါအင်းတို့ live ပေါ်မှာခေစားနေတယ်ဒီဘက်မှာဘာလို့ရေနန်းတော်ဟုတ်လားအဲရေနန်းတော်ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တို့လာရောက်ပြီးတော့ကြီးရှုနေပါတယ်ဒါအိမ်ပြူတာလေးပါလေးတော့ကြားတိရပါတယ်နော်အလားလေးပြန်ပြီးလေးလာနေပါတယ်နော်လေးလာပြီးရေမြေကြီးလေးကနေငလျင်တန်းကြောက်ရင်နန်းတော်ကြီးပေါ်တယ်တဲ့လာသတ်ကြည့်မယ်လိုက်ခဲ့ဒီမှာတကယ်ပေါ်နေတာတော်တော် အားလုံးမင်္ဂလာမျိုး IMO King Entertainment Channel နဲ့ကြိုဆိုလိုက်ပါရစေ။ဒီနေ့တစ်ဆက်ပြင်းပြပြခွန်လေးလိုက်မှာတော်လေးမှနာမည်ကြီးနေတဲ့ငလင်တန်ကျောက်ပေါ့နော်။အင်းဝမျိုးမှာဒီရေနဲ့တော်ကြီးပေါ်နေရဆိုပြီးလူပြောများနေ။ဒီကျောင်းလင်ပတ်သက်ပြီးကျွန်တော်မျိုးတစ်ဆက်ပြတာပြပြမှာကျွန်တော်ပြခွန်လေးအဆုံးတက်ဒီလည်းပဲကြည့်ရှုပြီးဖက်ခဲ့ကြပါရစေ။ငလင်ဘာကြောင့်လှုပ်တယ်လဲဆိုတာကိုလည်းဒီ video file မှာပြည့်စုံရှင်းပြထားတယ်။ဒီငလင်ကျောရှိတဲ့နေရာဒေသတွေကိုလည်း video file နဲ့တကွာတင်ပြပေးထားတယ်ပေါ့နော်။ဒါကြောင့်မကျွန်တော်ပြခွန်လေးအဆုံးတက်ဒီလည်းပဲကြည့်ရှုပြီးဖက်ခဲ့ကြပါရစေ။ဒါဆိုရင်တော့ကျွန်တော်ပြခွန်လေးကိုဆက်လိုက်ရအောင်။ င်ဝဘက်ကိုရောက်ရှိနေပါတယ်အင်ဝဘက်မှာလိုအပ်တဲ့နေရာလေးတွေလှူဒန်းဖို့ရတော့ပါဒါကတော့အင်ဝရောက်လက်စားနေကျွန်တော်တို့ line ပေါ်မှာခေစားနေတယ်ဒီဘက်မှာဘာလို့ရေနာတော်လားအဲရေနာတော်ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်တို့လာရောက်ပြီးတော့ကြီးရှုနေပါတယ်ဒါကတော့အခုချိန်ဒီအစားနာလေးတော့တပိုင်းစားလေးတော့ပေါ်နေပါတယ်ကျွန်တော်နဲ့အတူလာကြည့်လိုက်ပါအောင်နော်ဒီမှာကျွန်တော်နဲ့အတူဒီမှာဆိုရင်ပေါ်နေတော့ပေါ့ဒီမှာတာဝန်ရှိတဲ့လူလေးတွေကသူတို့အစားနာလေးတွေလိုက်နေတော့မှာကျွန်တော်တို့အဲဘလို့အစာဥဘလို့ဘာတော့တော့ပေါ်လာမလို့တော့မသိဘူးတေချာတာတခုကတော့ကျွန်တော်တို့ဒါရှေးအောင်မွေးနေတခုဆိုတာတော့တေချာပါတယ်ဗျာနော် ျွန်တော်တို့ဒီမှာအခုမှပြန်ပြီး live နေတော့မှာเนาะဒါကတော့ live ပေါ်မှာလည်းခေစားနေတဲ့ရှင်းန်းတော်ဆိုပြီးကြတော့ခေစားနေတဲ့ inward data မှာရှိတဲ့ menu အုပ်ကြောင်းရဲ့ဒီဘက်နောက်ကြောကြမှာပေါ့နော် menu အုပ်ကြောင်းရဲ့နောက်ကြောဘက်ကိုကျွန်တော်တို့ရောက်ရှိနေပါတယ်เนาะကျွန်တော်တို့ဒီဘက်ကိုရောက်လက်စားနေလာပြီးတော့ဘူဒူတာအနေနဲ့လာပြီးတော့လေ့လာခြင်းဖြစ်ပါတယ် live ပေါ်ကလူတွေလည်းဘူဒူတာအနေနဲ့တွေ့ရအောင်ဆိုပြီးတော့ကျွန်တော်တို့တင်ပြပေးခြင်းဖြစ်ပါတယ်ဗျာเนาะအပြီးရင်ကျွန်တော်တို့ရဲ့ key တွေလိုအပ်တဲ့နေရာလေးတွေလူတန်းမွေရတော့ key ဆက်ပေးပါတော့မယ်เนาะ ီဘက်မှာတော့တချို့နေရာလေးလည်းအိမ်ပြိုတာလေးပါလေးတော့ကြားတိရပါတယ်เนาะအဲ့ဒါလေးပြန်ပြီးလေ့လာနေပါတယ်เนาะလေ့လာပြီးရင်ကျွန်တော်တို့ပြန်ပြီးတော့လှူဒါန်းပေးပါမယ်ကျေးဇူးတင်ပါတယ်ဗျာเนาะအာယခုလက်ရှိသဘာဝ လူလင်တန်းကြောင့်ပေါ်လာပေါ်ရှိလာတဲ့ယရနာရင်နှန်းတော်ဆိုတာဒီမှာပါအင်းအင်းအာကျမမျိုးသားတစ်ခါပြောပြီးတာမဟုတ်ဘူးပြောပြချင်တာမဟုတ်လားအခုကလေဟုတ်တယ်ပြောလိုက်မဟုတ်ဘူးပြောလိုက်မလို့လက်တွေ့ဒါမြေပုံလားကြည်တာပါဘိုင်းမှာလည်းကြည့်ခဲ့တယ်အခုလက်တွေ့လည်းဒီသဘာဝငလင်ပေးနဲ့တူတူတော့ဘူးတကယ်ပေါ့ဒါပြလိုက်ဒါဒီနားလေးကိုပြလိုက်ဒီမှာဒါလေးတကယ်ရှိတာလို့အခုအဲ့ဒီကိုသွားကြည့်မယ်ပေါ့နော်အခုကျမတို့ကသွားကြမှာ အဲ့နေရာကိုသွားမှာပါဒီမှာအဲ့နောက်ရောက်နေပြီပြမယ်နော်ခဏလေးကြာရင်ဂျင်းနန်းတော်ကြီးပေါ်တယ်ဆိုလို့အင်းဝမှာရောက်နေပြီမြေကြီးတွေကနေငလျင်တန်းကြောက်ဂျင်းနန်းတော်ကြီးပေါ်တယ်တဲ့လာသွားကြည့်မယ်လိုက်ခဲ့ဒီမှာတကယ်ပေါ်နေတာတတော်ကိုပေါ်နေပြီသူ့ပေါ်နေပြီခုလေ နော်အင်းညာပဲရှင်မကိုအောင်ပါညာတော့တကောင်းနဲ့လေနော်ဒီလောက်ရှိတဲ့အစားကိုရှင်မအစားအောင်မောင်းပြီးနှက်ခဲလောက်ရှိမလားကြည့်လေသေးသေးလေးနန်းတော်ယူကျွန်တော်ကနန်းတော်ယူဒါကျွန်တော်ကကျွန်တော်ယူပါချက်ကတော့စစ်စစ်စစ်နဲ့ဆောက်ရေးတယ်ကျွန်တော်တို့ကလည်းအများတန်းနဲ့ကျွန်တော်တို့အင်ဂျင်နီယာတွေကပြောလို့ပြောလို့ရှိခရိုနီရှိတာမဟုတ်ဘူးတဲ့အင်းကခေတဲ့ခရိုနီရှိတယ်သူကခရိုနီဥပဒေနဲ့သူကဒီကောင်တွေကိုယူတဲ့ပုံကအရင်ဥပဒေကိုဒါသာကိုတောင်းတဒါသာကိုစဉ်းစားဆောက်တယ်တောင်းရင်းကလည်း သူကလာရွာရေးတယ်ရေးဆောက်သေးတယ်အဲ့အဲ့ဒါပြီးပြီဆိုတဲ့ကနေကျတော့မလောက်ဘူးဆိုတဲ့ပြမှာကပါမစ်ထက်တောင်းလို့မပြစ်သေးပုံတယ်ပြမှာဟောလို့တာအဲ့ဒါလေဒါကကုန်နာနေနေသူကကိုသူကယူတာမျိုးယူပြစ်တယ်အဲ့ရနေယူတဲ့ပြမှာဘယ်တော့ဝင်တယ် အင်းဝမှာရင်နန်းတော်ကြီးပေါ်တာကိုဒီနန်းကနေလာရပါလေမင်းနုအုပ်ကြောင့်ရဲ့မြောက်ဖက်ပါကဲဒါတော့လေရင်နန်းတော်ကြီးသွားကြည့်နေတာပါလို့နော်ဒီမှာသခိုင်းတရားနဲ့ဆိုလို့ရှိရင်လည်းနှီးပါတယ်အဲ့ဒီလေသားတွေကနေပြီးတော့ငလင်းရဲ့အကွဲတံကြောင့်မို့ပေါ်လာတဲ့ရင်နန်းတော်ကြီးပေါ့နော်အဲအခုပေါ်နေတဲ့ဥစ္စာကြီးကတော့မုတ်ဥပောက်လို့ယူဆရပါတယ်လို့သူတို့မှန်းဆချက်အရာတော့ပေါ့နော်ဟိုတစ်တစ်လုံးအိမ်နေတိဆောက်ထားတာတဲ့အစာဥကတော့ပေါ့နော်အခုပေါ်နေတဲ့အဲအဲကြောင့်နေထွက်လာတဲ့အရာကြီးကတော့အဝင်ပေါက်ရင်နန်းတော် ော်ကြီးရဲ့အဝင်ပေါက်လို့ယူဆရပါတယ်ဒါကတော့ရေနံတော်ကြီးကိုသွားပြီးတော့ကြည်နေကြတဲ့သူတွေပါဒါသကိုင်းတရားကြီးအစ်စ်ကောအဟောင်းဟောလှမ်းပြီးမြင်နေရပါတယ်ရှင်ဒီအကွဲချောင်းကြီးတည်းကနေငလင်တန်ကြောင့်အကွဲချောင်းကြီးတည်းကနေပေါ်ထွက်လာတဲ့ပေါ့နော် မုတ်ဦးအဝင်ပေါက်လို့ယူဆရတဲ့ရေနံတော်ကြီးကိုအခုတူးဖော်နေတာပါဒါကတော့သွားကြည်နေကြလာပါပေါ့နော်မေနူးအုပ်ချောင်းရဲ့မြောက်ဖက်ပေါ့နော်မေနူးအုပ်ချောင်းရဲ့မြောက်ဖက်မှာဒီဟာလေကွင်းကြီးထဲမှာရှိပါတယ်လို့လေကွင်းကြီးထဲမှာပေါ်တာပါသွားနေကြလာသွားနေကြလာ là lẩu để nó ไอ้เนี่ยยังยิงๆๆๆอีกบ่ได้นี่ดิเรดิไซด์เดียวมีแบบนี้ မိုင်းနိုင်358မှာပါခင်ဗျာအမလီသွားအင်္ဂလိပ်ဒူးကလည်းမနေဘူးเนาะကလေးပါดูอี ကြက်ဥတော့꿰တော့လမ်းပေါ့နော်ဓာတိုင်နေပါလေလဲကျွတ်လာအောင်မယ်တော့လမ်းကြီးဖြစ်တော့အောက်ကဒူးကကြည်လာဒူးလည်းကြည်လာဟဲ့ဒူးဒူးဒူးလည်းကြည်လာဟုတ်ကဆေးရတာဟိုကအင်းဝါရဲ့ဟိုဘက်ကန်ရဲ့ကျွန်တော်တို့ခုနေ့ကသွားဟာလေဈေးကြိုပဲလေဈေးကြိုပဲဟုတ်တယ် ကျွန်တော်တို့ပလိတ်ကလာတာလေပလိတ်ကတက်လာတာအများနာမတက်လို့ရတော့ရတယ်လေအများနာတက်မှာကျွန်တော်တို့အိုးရီโอ้ยอ่ะกูหัวปลิกกูซิ้นละโอ้จ้างไล่ดากูอ่ะจ้อยว่าชวยไว้บ่ได้ด้วยซื้อมาไม่ดีตอๆตอๆต้องได้จ้างเนาะเนาะเนาะเอามาดิแม่ปัจฉะแอดตัวละ 358ဒုထဝရီတရားဖြစ်ပါတယ်ပန်းစီတရားတဲ့နော်လွဲတာတားယူတော့မသိတာပါဘူးနော်လွဲတာ ဒုထဝရီအမြန်လန်းတရာဘယ်လိုမှစပီဆွဲနေနေရေထဲပြုတ်ကြွားရလို့ဘာလို့ပြည့်နေလဲတော့နေပြီမဟုတ်နော်ဒီဒုလားကျနေရိုက်ပါရမလားခင်ဗျာ350ရှစ်မိုင်ဆုံးကြရပုံကောင်းတယ်။အဲဒီအဲဒီဖိုတိုကြည့်တာပဲ။ လင်းဘလောက်ကျန်းလဲကြီးလိုက်ပေါ့အနာတော်သိမ့်မတိုက်ရဲဘူးဟုတ်ကြဒါအပေါ်ကရေတွေကအဝေးစီတဲကိုပြန်ဆင်းသွားတာဆဆလှုပ်တော့ကကြောက်တယ်ဆဆလှုပ်တော့ကရေတွေကအပေါ်ရှန်တက်လာရှန်တက်လာပြီးတော့အင်းထဲကိုရေတွေဝင်သွားအခုတခါငလင်းလှုပ်ပြီးတော့အင်းထဲကရေတွေကအမကြီးကို့အဝေးစီတဲကိုပြန်ဆင်းသွားတာကြောက်စရာကြီးနော်ဟုတ်ကြ တင်းနေရရေတောင်မှအဝေစီးကိုဟာအနေကြီးပဲအဝေစီးကိုပြန်ဆင်းသွားတယ်ရေကြီးကနှစ်ချမ်းကွဲတော့ဒီပြပြမြေကြီးတွေကဟိုအဝေစီးကနေရှန်တက်လာဟင်ဗျရေတွေကဟိုအောက်ပြန်ဆင်းသွားတယ်အဝေစီးကိုကြောက် တ်တယ် brother ရေရေချောင်းကဘယ်လိုပြောလဲတိတိတတ်တာကြီးပြောင်းလဲသွားတာမဟုတ်ဘူးဒီဒါအရာဝိမြကြီးပေါ့နော်တချို့နေရာဒေသတွေဆိုလို့ဒီမှာရေရခန်းသွားပြီနော်ဒါအရင်ကဒါငလင်းလှုပ်ခင်ဒါရေတွေရှိတာပေါ့နော်ရေတွေရှိပြီအခုကရေရခန်းသွားပြီဒါပြောလို့ရှိရင်ဒါဘာကြီးဒီလည်းမသိဘူးတွင်းနေအရင်တော့ idea ထွက်ပြီအဲ့ဒါကိုပြန်ဝင်သွားတာလို့ထင်တာပဲပေါ့နော်ရေရ ဒါရင်တော့ဆိုဒါဒီနေရာတွေကကြီးတွေပါအခုကဒါကြီးမရှိတော့ဘူးเนาะကြီးမရှိတော့ဘူးလူတော်ဆင်းလို့ရတယ်

အရာဝတီမြေကြီးပါနော်ဒါကျွန်တော်တို့စကိုင်းနဲ့မန္တလေးကြားပေါ့စကိုင်းနဲ့မန္တလေးကြားအရာဝတီမြေကြီးပါတိုင်းနဲ့စနစ်အရဆိုရင် register scale ကပြင်အား9.9ရှိပါတယ်။ဒါကပြင်အားအတော်ကြီးတာမျိုးပါ။ ဒါပေမဲ့နောက်ထပ်12မိနစ်အကြာမှာနောက်ထပ်ငလျင်တစ်ခုထွက်လုပါတယ်အဲ့ဒါကပြင်းအား6.4ရှိပါတယ်အဲ့ဒီနောက်ဒီနေရာတဝိုက်မှာပဲနောက်ထပ်ငလျင်တွေ9ခုလောက်ကိုစက်တိုက်လှုပ်ခဲ့ပါတယ်အဲ့ဒီနေရာတွေကိုဒီမြေပုံမှာပြထားပါတယ်တောင်ဘက်မှာတစ်ခုဖြစ်သွားပြီးတော့ကြံတဲ့ငလျင်တွေကတော့သူ့မြောက်ဘက်မှာအစုလိုက်ဖြစ်သွားတဲ့နေရာတွေကိုတွေ့နိုင်ပါတယ်မြေအောက်မှာဘာတွေဖြစ်နေလို့ဒီလိုငလျင်ကြီးတွေဖြစ်လာတာလဲမြေပုံကိုဒီမှာနည်းနည်းချဲ့ကြည့်ရင်ပြည့်ရွေကြောတွေကိုတွေ့နိုင်ပါတယ် ြန်မာကအဓိကငလျင်ကြောကြီး၄ခုစုံတဲ့နေရာနားမှာရှိနေပါတယ်။ကဘာမြေကြီးရဲ့မြေသားလွှာတွေကအပိုင်းကြီးတွေစုနေပြီးသူတို့ကလည်းအချင်းချင်းပုတ်တိုက်ရွေ့လျားနေကြပါတယ်။ဒီအောက်မှာကအိန္ဒိယပြည်ွေကျော်နဲ့ဒီအပေါ်ဘက်မှာကယူရေးရှားပြည်ွေကျော်ရှိပါတယ်။ဒီအောက်မှာနောက်ထပ်နှစ်ခု ရှိပါတယ်။အဲ့ဒီပြည်ွေကျော်တွေပုတ်တိုက်မိတဲ့အခါပေါအားတွေဖြစ်လာပြီးအဲ့ဒီပေါအားတွေကြောင့်ပဲငလျင်တွေဖြစ်လာတာပါ။အစောပိုင်းမှာတွေ့ရတဲ့ဒီအထောက်ထားတွေအရာ ဒီတစ်ခေါက်မှာအဲ့ဒီပုတ်အားကမြန်မာနိုင်ငံထဲကအဓိကငလျင်ကြောကြီးဒီအနီရောင်မြင်းတိုင်းဖြစ်သွားတာပါအဲ့ဒီငလျင်ကြောကြီးကကီလိုမီတာ1100လောက်ရှိပါတယ်အခုငလျင်ကြီးကဒီလောက်ပြင်းအားကြီးပြီးကြဲကြဲပြက်ပြက်ပျက်စီးမှုတွေဖြစ်ရတာကငလျင်ရဲ့ဗဟိုချက်ကမြေအောက်မှာအတော်လေးတိမ်ပါတယ်10ကီလိုမီတာလောက်ပဲရှိပါတယ်ထိုင်းနိုင်ငံကဘန်ကောက်မြို့ဆိုရင်အဲ့ဒီငလျင်ဗဟိုချက်ကနေကီလိုမီတာ1000လောက်အထိဝေးပါတယ် အဲ့ဒီလောက်နေရာအထိကိုငလျင်ရဲ့ပြင်းထန်တဲ့ရိုက်ချက်ခံရတာကတော့ဒီငလျင်ကြောကအဖြောင့်အတိုင်းအရှိကြီးရှိတော့ငလျင်လှုပ်ခါချက်ရဲ့ပြင်းအားတွေကအောက်ဖက်အထိရောက်လာတာပါအခုအထိပြောနိုင်တာကဒီငလျင်ဟာပြင်းအားအတော်ဟုတ်ကဲ့ပါမျိုးရေကျွန်တော်ပြင်ပြန်ဒီတာပါပဲဒီဖန်လေး line မှာတော်လေးကိုနာမည်ကြည့်ပြီးလူပြောမြနေတဲ့ဒီအင်းဝါမျိုးကဒီရင်းနှံတော်ကြီးပေါ့နော်ငလျင်တန်ချောက်ပေါ်ပေါက်လာတဲ့ဒီငလျင်ကြောကြတဲ့ဒီ view ဖန်လေးတွေရဲ့ဒီပြီးတော့ဒီ ။မင်းလင်းတရင်နေကိုတိဆက်ပြီးသွားတဲ့ဘီဖန်လေးဒီဘီဖန်လေးကျွန်တော်ရဲ့မျိုးလေးဘူဒရရရှိအောင်လို့ပြန်လဲဝေမျှတိဆက်ပြလဲကြည့်ဖြစ်တဲ့နောက်ထပ်လည်းဒီလိုငလင်းတရင်နေနဲ့မော်ဒန်တရင်နေမိုးလေးတာတရင်နေကိုကျွန်တော်ရဲ့ channel နဲ့အမြဲတိဆက်ပြီးမှာမို့ကျွန်တော်ရဲ့ channel like subscribe နဲ့ like subscribe နဲ့ဗီဒီယိုဒီဘေးလေးကိုလည်း keep view တင်းစင်ကြည့်ပါရယ်။မျိုးရဲ့ team message ကိုလည်းကျွန်တော်ရဲ့ comment မှာ message ပေးကလေးရတယ်။ကျွန်တော်ရဲ့ channel အပိတ်ကြည့်ရှုတူတယောက်ရှိနေကျေးဇူးများကြီးတင်ပါရယ်။နောက်ထပ်ပြီးတော့ပြန်ဆောင်ကြမယ်။တတား